ရပဲသိမ်းမြို့နယ်တွေကကြေးရွာတွေမှာတောင်ပြိုရေကြီးပြီးတဲ့နောက်ချောင်းမြောင်းပိတ်သွားတဲ့လယ်သမားတွေလယ်ပြန်မဖို့နိုင်လို့လက်ရှိမိုးရာသီမှာတီးနှံစိုက်ပျိုးဖို့အခက်အခဲတွေဖြစ်လာနေပါတယ်။ဟာနာသတင်းပေးပို့ထားပါရရှင်။ပြီးခဲ့တဲ့2024ခုနှစ်ကရမဲသိမ်းမြို့နယ်မှာတောင်ပြိုရေကြီးမှုကြောင့်တောင်ယာလုပ်ငန်းနဲ့အသက်မွေးကြတဲ့ကြေးရွာတွေမှာဒေသတွင်းရှိလယ်မြေရာမြေတွေအပါအဝင်တောက်ရီ၃ရီစိုက်ပျိုးရီအကျွတ် အဓိကအရင်မြစ်ဖြစ်တဲ့ချောင်းမြောင်းတွေမှာတောင်မြေဖုံးလန်းသွားပြီးပိတ်ဆို့သွားခဲ့တာဖြစ်ပါတယ်။စည်ရန်တရအုံပြူပြီးပိတ်ဆို့သွားတဲ့လင်းမြေအချို့ကိုပြန်ပေါ်နိုင်ခဲ့ပေမဲ့တောင်သူအများစုကတော့လက်ရှိမိုးရသည်မှာတီးနှံဆက်ပြိုးနိုင်တဲ့အခြေအနေမှာမရှိဘူးလို့သူကုံကြီးရွာကတောင်သူတို့ကပြောပါတယ်။ရေဘေးနဲ့ပတ်သက်တော့ကျွန်တော်တို့ရေရန်ဒီဘက်ကရေမြေတော်တော်ကောင်းတယ်အဆင်ပြေတယ်။ရေဘေးလာရတော့ရေကအားကြီးတာတောင်ကြီးရောဒီဆောင်းကြီးပဲပေါင်းလာတော့လေတွေကပါကုန်တယ်။ နော်ရေဒီရွာတော်မှရွာကုန်းလေးမှကျန်တာလေကျန်တဲ့လေရေရာတွေအားလုံးအေက480လောက်ပြက်ပြီးပြီးသွားတယ်ဒီလိုအခုရှိမှပြန်ပြင်တော့လေဒီမှာပြင်လို့မရဆောင်းပေါက်ပါလားနော်ရေထွက်တဲ့ဒီရေထွက်ကိုအာကိုသုံးရတာကျွန်တော်ရေထွက်တဲ့ရှောင်းနေရလေပြောင်းကုန်တယ်နေနေမို့စီးသွားတော့ဒီဘက်ကအခုလက်ရှိကျန်တဲ့ຢာလေးတွေကနှုံးနေဖို့သုံးနေအဲ့တစ်တွေပါခုကခုသွားတော့ထိုက်တွေဖြစ်ကုန်ဒီထိုက်တွေကပြန်ပြင်ပြီးတော့လုံးကြည့်ရတယ် လုံးကြီးရဲ့ပြန်တော့လေကျွန်တော်တို့ကဟိုဒိုသာနဲ့ညှိရတော့တေကောတသိန်း900တောင်းနေတကယ်ငားရက6ရက်ကဘုလိုလိုရဟိုနေက4ရက်နေ့9ရက်နေ့ရွာရတဲ့မိုးကြောင်ကဒါကြီးကုန်ပြန်ပါသွားပြန်တောင်းမြင်နဲ့တစ်သုံးတွေကြောက်ခဲကြီးတွေဖုံးလန့်သွားတဲ့လင်းမြေတွေကိုတောင်းသူအနေငယ်ကဒီသမိုးမှတနာကြီးကိုတက်တသိန်းနဲ့တောင်းနေပြန်လဲတူးဖော်နေပြီမယ်လဲမြေပြန်လဲရရှိအောင်တူဖော်နိုင်တာမရှိပဲတောင်မြေကိုရမြေအဖြစ်အသုံးချပြီး ပဲတည်စိမ်ဘွာစားတဲ့ရာတီးနဲ့အနှဲငယ်ကိုပဲစိုက်ပြိုးနိုင်တာဖြစ်ပါတယ်။ဒါရဒိုစာနဲ့ပြန်ထိုးရတော့ခုမှလည်းပြန်ပေါ်ရတာပေါ့လှုပ်စားလို့တော့မရသေးဘူး။တုံးနေတွန်းပြီးတော့ကုန်းဒီကုန်းနဲ့မလှုပ်စားလို့ရအောင်မယ်။ကြာသေးကတော့ကျွန်တော်တို့ဒီမှာတော့ဒီလေကျွန်တော်နောက်ဘက်က32သိန်းလောက်ကုန်သွားတယ်။ဘုံပြစိုက်လို့မရသေးဘူးပေါ့။ကုန်းဒီကုန်းပဲမလှုပ်စားလို့ရတယ်။နေပါလှုပ်စားလို့ရအောင်ပဲတွန်းထားရတာ။ကုန်းလှုပ်စားအောင်ရအောင်။ကုန်းလှုပ်စားအောင်လို့ရအောင်ပဲတွန်းထားရတာ။လေတော့လှုပ်စားလို့မရသေးဘူးပေါ့။ နောက်တနေ့မှပဲပြန်လောကုန်ကြရများတော့မြောင်းရလည်းမရှိဘူးသူကုန်ကြီးရွာဟာဆေးရံတရားတွေအများပြအုံပြုလောက်ကင်ကြတဲ့မြန်မာနိုင်ငံရဲ့ရွှေအများဆုံးထွက်ရှိရာမုတ်တီမုံမီရွှေလုတ်ကွက်ဟောင်းအနီးမှာရှိပေမဲ့တောင်ယာလုပ်ငန်းနဲ့အဓိကတက်မွေးတဲ့ကြီးရွာပဲဖြစ်ပါတယ်။သူကုန်းလိုပဲချောင်းဖြာအင်တိုင်းကြီးရွာတွေကလည်းတောင်ယာလုပ်ငန်းနဲ့အတက်မွေးကြပေမဲ့အခုလိုတဘာဝဘေးကျုံတဲ့အခါမှာဆက်ရံတရားအခက်အခဲဖြစ်လို့ တောင်မြေဖုံးလန်းထွားတဲ့လေယာချောင်းမြောင်းတွေကိုပြန်လည်တူးဖော်ဖို့တောင်သူအများစုကအခက်အခဲဖြစ်နေကြတာဖြစ်ပါတယ်။ဒီအခက်အခဲကိုဖြေရှင်းဖို့စစ်ကောင်စီရဲ့စစ်မှုလေယာဌာနကလည်းပြင်ဆင်ပြပြင်ပေးနိုင်တာမရှိပဲမနစ်ကတည်းကအပြစ်အစီတွေကောက်ခံထားပေမဲ့တစုံတရာကူညီဆောင်ရွက်ပေးနိုင်တာတော့မရှိသေးပါဘူး။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာ10ရက်နေ့ကမြန်မာနိုင်ငံရဲ့ရွှေအများဆုံးထွက်ရှိရာရမေးသိမ်းမြို့နယ်အရှိတ်မုတ်တီမုံမီရွှေလုတ်ကွက်တကြောမှာတောင်ပြူကြမှုကြောင့် ချောင်းတလျှောက်ကကြေးရွာရီမှာရင်းနှမြုပ်ပြီးရွှွနွန်နေဖုံးလွှမ်းသွားခဲ့တာကြောင့်ဒိသခံတရားကြောတည်ဆုံခဲ့တာဖြစ်ပါတယ်။ကျမဟန္နာပါ